ော့ချက်ချက်စီစီမှာဒီနေ့အရှင်တို့လင်းနဲ့အတူဆွေးနွေးမယ့်အကြောင်းအရာလေးကဘာဖြစ်မလဲဆိုတာကိုလင်းကိုမေးကြည့်ရအောင်။ကဲဒီနေ့ဆိုရင်ပြောပြရမလဲ။အဲကိုယ့်ရဲ့ဖြတ်တန်းရတဲ့ live တစ်ခုမှာလေအဲကြောက်စရာအကောင်းဆုံးကကိုကြောက်ရမဲ့သူကဘသူလဲပေါ့။အဲ့အကြောင်းလေးဆွေးနွေးကြမလားပေါ့။ဟုတ်ကဲ့ဆွေးနွေး။ကိုလည်းဟိုတနေ့ကမှအဲဒီ YouTube မှာလေအဲဒီနားထောင်မှုရာဆိုဘာသာပြန်ရလေးပြန်ကြည့်ရောအဲ့ချက်ငယ်ငယ်တော့ဆိုရှေ့လေကိုကြောက်ရမယ်ဆိုတာဖေဖေလားမမေလားဆရာမလား တချို့ဆိုရှိရလေအဲရွယ်ရောက်လာတဲ့ခါကျချစ်သူကိုကြောက်ရပါတယ်ပေါ့ကိုပေါ့ချုပ်စေးတွေတောက်ကြရသူလည်းရှိကြတာပဲအားလေးဆွေးနွေးကြမလားလို့ဟုတ်တယ်နော်ကောင်းတယ်အဲဒါစင်ကိုအရင်ပြန်မေးမယ်မေးကြည့်အောင်နော်ဒါစင်လောကမှာဒါစင်ကိုကိုအဲကြောက်စရာကိုရဲ့စိတ်ထဲမှာဒါစင်ကြောက်ရတဲ့သူဘယ်သူလို့ထင်လဲကြောက်ရတဲ့သူပါလားကိုဘွားကိုကိုပဲဟမ်ကိုကိုကိုပဲကြောက်ရတယ်လို့ထင်တာပဲဟုတ်လားအစင်ဟာတော့လေမဆုလတ်အောင် ကျွန်တော်ကတော့လင်းပြောတဲ့အချိန်မှာငယ်တော့အချိန်ကိုပြန်တွေးမိသွားတာတလားငယ်တော့ဆိုလို့ရှိရင်ဥမာအဖေကိုကြောက်ရတယ်လို့အမေကြောက်ရတယ်လို့ဆိုတော့ကျတော့အတော်ကိုကြောက်ရတာအတော်ကဆိုစီကန်ရန်ကြီးရဲ့ဦးလေးရဲ့မိန်းမဒါပေမဲ့သူကလည်းအရန်စီကန်ကြီးရဲ့အခါကျတော့ဖက်နှက်ချွတ်ရင်လည်းဇုံချွတ်မှာ တော့အငယ်တော့တော့အတန်ကြားရတယ်ကိုကြောက်တာကွာသူကိုဘယ်ချိန်စုမလဲပေါ့ဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာကိုရဲ့တခုပေါ့အမှုအကျင့်ကောင်းတဲ့အမှုကျင့်နေဆိုလို့ရှိရင်သူ့ကိုတတိရတယ်သူ့ကျေးဇူးကြောင့်ကိုကအဲ့လိုစီကန်းရှိရှိနေတတ်တယ်ဆိုပြီးတော့အဲ့တော့ငယ်တော့အချိန်ကိုပြန်တွေးမိမယ်ဆိုလို့ရှိရင်တော့အတော်ကြောက်ရတယ်အလင်းကကြတော့လင်းကကြတော့ငငယ်လေးလေးကကြတော့အတော်နဲ့အဖွားနဲ့နေခဲ့ရတာဆိုတော့ဒါအဲထမင်းစားရင်ပြက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 ်မြည်လို့ရှိရင်ခောက်ဆိုခောက်ချရခောက်ချရအလှေကားတက်လို့ ခြေတံပြင်းပြင်းနဲ့တက်ပြီဆိုရင်အောက်ဆင်းပြီးပြန်တက်ခိုင်းတယ်။အိုးအဲ့တော့အဲကိုဒီငငယ်လေးတွေကတော့ဒါဟိုကိုအသိဉာဏ်စရှိပြီးတော့ဒီအရွယ်မရောက်ခင်မှာတော့ကိုအိမ်ကအုတ်ထိန်သူမိဘတွေကိုအုတ်ထိန်နေသူတွေကတော့ကြောက်စရာအကောင်းဆုံးလို့လည်းရတော့ထင်တယ်။အဲလုပ်ငန်းခွင်ရောက်လာတဲ့အရွယ်တစ်ခုရောက်လာပြီဆိုရင်တော့အဲဒီလိုမျိုးကိုငငယ်လုံးကကြောက်ပြီးတော့အဲအမြဲတမ်းကိုရဲ့အမားတွေကို အဲအမြဲဆုံးမပေးခဲ့တဲ့သူတွေရှိတဲ့အခါကျတော့အဲအသက်အရွယ်တစ်ခုရောက်ပြီးလုပ်ငန်းဝင်ရောက်လာတဲ့အခါမှာတော့အဲအဲ့လိုမျိုးတွေမဖြစ်တော့ဘူးပေါ့နော်အဲလူကြီးသူမနဲ့တွေ့ရင်အရင်ဆုံးဥချရတာမျိုးတို့ခေါင်းလေးညွတ်ပြီးသွားရတာမျိုးတို့အဲဘယ်လိုပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့ဒီတဝိုင်းလေးမှာဆိုအဲကိုကအသက်အရွယ်တစ်ခုအနေနဲ့ရှိမယ်ဆိုရင်အဲကိုယ့်ထက်အကြီးမစားရသေးရင် ကိုကမနှိုက်ရတာမျိုးပေါ့ဒါမျိုးလေးတွေအဲဒီတင်ပေးတာလေးတွေအစားဒါတိလာတဲ့အခါကျတော့ဒါကတော့လူမှုရေးပတ်ဝန်းကျင်အတိုင်းဝိုင်းမှာတော့ ဟာဒါကိုယ့်ရဲ့ကြောက်ရမဲ့သူတွေရှိတာပေါ့နော်ဒါကိုယ်တွင်တင်ဆုံးကပေးခဲ့ပြီးဒါကြောက်လို့လည်းမလုပ်ဖြစ်တာဆိုတော့ဒါစင်ချင်းစင်ချင်းနဲ့အမြဲတမ်းကိုကိုကိုထိမ့်ပြတာပေါ့အဲ့မဲ့လုပ်ငန်းခွင်နဲ့ရောက်လာတဲ့အခါကြတဲ့အခါကျတော့တချို့ကရှိရလေကိုယ့်ရဲ့ပြိုင်ဘက်ကိုကြောက်တာလားကိုယ့်နဲ့လုပ်ငန်းတူတဲ့သူကိုအဲကြောက်တာလားဒါမှမဟုတ်အဲ तू ကငါ့ထက်ကြောသွားမှာကိုကြောက်တာလားဆိုပြီးတော့လေတချို့အဲ ဲ့လိုမျိုးစိတ်ကလေးမျိုးလေးတွေရှိလာကြတယ်လူတိုင်းလူတိုင်းမှာအဲအနေချင်း depression ဝင်တယ်လို့ပြောလို့ရတာပေါ့နော်အမှန်တမ်းပြောရင်တော့လေလုပ်ငန်းကွယ်မှာပဲဖြစ်ဖြစ်အရွယ်တစ်ခုရောက်လာတဲ့နေပယ်တစ်ခုမှာပဲဖြစ်ဖြစ်အဲကြောက်ရကြောက်เสียကိုကြောက်ရမယ်ကြောက်เสียအကောင်းဆုံးသူကတော့လင်းရင် အဲအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာတော့ကိုကိုကိုလို့ကတစဉ်ပြောသလိုပဲမြင်နေပေါ့နော်အမဆုလက်ပြောသလိုလည်းငငယ်တုန်းကလည်းကိုကြောက်ရမယ်အဖိုးတွေကိုအတော်တွေကိုအဖေအဖေအဖေနဲ့အမေဆိုတော့နှစ်ယောက်လုံးတို့ချို့ကမကြောက်ဘူးလေအမေကိုကြောက်တဲ့လူကတတ်တတ်ရှိတယ်အဖေကိုကြောက်တဲ့လူကအမေအသက်အရွယ်တစ်ခုရလာပြီဆိုရင်ကိုရဲ့ပြိုင်ဘက်ကိုလည်းကိုကြောက်စရာမလိုဟုတ်ကဲ့အဲသူကငါ့ထက်တော်သွားမှလားငါ့ထက်တာသွားမှလားဆိုသူများအချောင်းကိုတွေးပေးနေပြီဆိုတဲ့ကနံပါတ်၁ချက်ကကိုကသူ့ကိုကြောက်တယ်ဟုတ်အဲ့လိုဖြစ်သွားပြီကိုကကြာရှုံးတော့မှာ ရကောသူများနောက်ရောက်တော့မှာဟုတ်အဲ့တော့ကိုဘာလို့ရမလဲကိုကိုဘာလို့ရမလဲဆိုကိုကိုကိုအမြဲတမ်းသုံးသပ်နေရတဲ့ခါမှာလောကမှာအမှန်တမ်းပြောရင်တော့ကြောက်စရာအကောင်းဆုံးကကိုပဲကိုရဲ့စိတ်ပဲကိုရဲ့စိတ်ရင်းရင်သွားတာနဲ့အရာရာဟာအဲလမ်းကြောင်းတွေပြောင်းသွားနိုင်တယ်အမားရည်လည်းလုံမိနိုင်တယ်အမားရည်လည်းလုံမိနိုင်တယ်မဖြစ်တဲ့နာတွေမထင်ထားတာတွေကိုလည်းယူမိုက်စွာနဲ့ ယူယူမိုက်မိုက်နဲ့ဘဝကြီးကပျက်စီးသွားနိုင်တယ်လို့လင်းမြင်တယ်ဟုတ်ကဲ့အဲတခါတလေကျရင်အာဒီအလုံးမှာဒါကဘာလို့ရမှာလဲဒီဟာကဘာလို့ရမှာလဲဆိုတော့ကိုယ့်ရဲ့အဲစဉ်းစားနိုင်စွမ်းနဲ့ဆုံးဖြတ်တာကတော့အကောင်းဆုံးလို့လင်းကတော့မြင်တယ်။ဘာကြောင့်လဲဆိုတော့တခုခုဖြစ်သွားလို့ရှင်ရင်ဘာလဲဆိုတော့လူတိုင်းကတော့အမားနဲ့မကင်းဘူးပေါ့နော်။အဲအဓိကတော့အမားနဲ့အောင်ကိုပဲအမြင်နဲ့ပြောလိပြောထားရှိတယ်။အမားနဲ့အောင်တော့ဒါကိုယ့်ရဲ့ စိတ်ကိုနဲ့ပဲဆိုင်နေလို့လင်းမြင်တယ်အဲ့တော့ကိုရိုင်လဲကိုပြိုလဲကိုကိုကိုအာမထိန်သိမ့်နိုင်ဘူးဆိုရင်ကိုဒီနေဘဲနေပဲမှာပဲရောက်နေရောက်နေအဲ့ဒီနေရာမှာသွားရှက်မနေနဲ့ကိုရိုက်ချမဲ့တူတွန်းချမဲ့တူဘဒုနယ်တွေအပေါ်ကစောင့်ကြည့်နေတာကိုချော်လဲသွားလို့ကိုရိုင်လဲသွားလို့အလုံငန်းတစ်ခုမှာကိုဖေးမကူညီပြီးထူပေးမဲ့တူကအမတန်မှရှားတယ်ချော်လဲသွားရမလားကိုကုတ်ကိုရုံးကန်ပြီးရုံးထားရမှာပဲဟုတ်ကဲ့ စီဝါရေးတစ်ခုလုပ်ကြည့်ရဲလှုပ်လှုပ်ချင်းအဆင်ပြေတဲ့သူလည်းရှိတယ်လှုပ်ပြီးတော့တစ်နှစ်မှလည်းအရှုံးပေါ်သွားရလူရှိရဲနောက်တစ်ခါထပ်ရင်းတယ်ထပ်ပြီးတော့မှလမ်းကြောင်းပေါ်ကိုရောက်လာရသူရှိတယ်ရောက်လာရင်ရောက်လာရင်တော့ပြန်အရှုံးပေါ်သွားရတယ်တချို့ကဇွဲမလျှော့ပဲစ조사ဟိုကကိုနဲ့ပဲဆိုင်တာလင်းတို့ဆိုအခုဆိုရင်ကြည်ပြစ်တယ်ဆိုနောက်ဆုံးဟိုဘယ်လိုပဲဖြစ်ဖြစ်အဲကဘာကျော်တဲ့ဘီလီယံနာကြီးတွေထရီလီယံနာကြီးတွေဆိုရင်တော့မှသူတို့လွယ်လွယ်လေးစူးစမ်းပြီးတော့ဒီလိုမျိုး ကဘာကျော်တဲ့ဘီလီယံနာထရီလီယံနာကြီးတွေဖြစ်လာတာမှမဟုတ်တာသူတို့ကိုသူတို့ယုံကြည်မှုအပြည့်အဝရှိပြီသူတို့ကိုသူတို့ဘာကိုအကောင်းဆုံးလုပ်မှလဲအဲသူများနဲ့ရှင်ရင်ငါကဘယ်လိုမားကတ်တင်းမျိုးကိုလုပ်မှလဲဘယ်လိုအဲဘယ်လိုမျိုး service မျိုးကိုပေးမှလဲဆိုက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 ိုပဲထိတ်ခဲလုပ်ပြီးတော့ကိုကိုကိုပဲအကောင်းဆုံးဖြစ်အောင်မဲသူတို့ကိုသူတို့အာအမြဲတမ်းကိုကိုကိုတုံးသက်ပြင်ဆင်ပြီးတော့လာလို့သူတို့လည်းနေရာတစ်ခုကိုရလာလို့လင်းချင်တယ်အဲ့တော့လူတိုင်းက နေရာတစ်ခုရလာပြီဆိုရင်သူများအချောင်းကိုတွေးတောကြံစပြောပြီးတော့သူများအချောင်းအရာကိုကိုယ့်ရဲ့အုံနောက်ထဲမှာအလုပ်လုပ်မဲ့အစားကိုယ့်ရဲ့အလုပ်မှာငါဘလို့အကောင်းဆုံး service တွေပေးမှာလဲငါဘလို့ဘလို့မျိုးသူများနဲ့မတူတဲ့ marketing ကိုသွားမှာလဲသူများနဲ့မတူတဲ့ဘာဆိုတော့အဲ့ဒါကြောင့်မအရာရာဟာကြာရှုံးမှုနဲ့အောင်မြင်မှုကကိုယ်နဲ့ပဲဆိုင်တယ်ဟုတ်တယ်ဟုတ်တယ် အဲ့တော့ဒီလူတယောက်ကိုယ့်ရဲ့ scale ကဘယ်လောက်ထိကောင်းနေကိုယ့်ရဲ့ scale ကဘယ်လိုဖြစ်တယ်ဆိုတာလည်းကိုယ်နဲ့ပဲဆိုင်နေအဲစာကတငယ်ချင်းချက်ပြီးလို့ကိုယ်ဆောင်မတော့ဖြည့်လို့မရဟုတ်တယ်ဟုတ်တယ်ကိုယ်ချက်မှကိုရတာကိုယ်မှတ်မှကိုသိတာဒီအလုတ်ကလည်းအဲဟင်းတစ်ခွက်ချက်ရင်တော့အမြင်နဲ့ဆိုတာတဲ့ကိုကိုရိုင်ချက်ကြည့်မှအပေါ့အငန်အချင်းအဆက်အရသာရှိမရှိကိုကိုကိုရိုင်ကပဲမြည်းဆန်းပြီးတော့အာဒီအရသာကိုခန်းစားရတာဆိုတဲ့အခါကျတော့အရာရာဟာ အာကိုနဲ့ပဲဆိုင်တယ်လောကမှာလည်းကိုအောင်မြောင်အချာရှောင်းအောင်လုပ်နေတာလည်းကိုပဲတိုးတက်ကြီးပွားအောင်မြောင်လုပ်နေတာလည်းကိုပဲအဲ့ဒီအတွက်ကြောင့်လောကမှာကြောက်စရာအကောင်းဆုံးနေမှာပြမှာဆိုရင်တော့ဒါအရွယ်ရောက်ပြီလုပ်ငန်းနဲ့ပဲတခုရောက်လာပြီဆိုရင်တော့ကိုကိုကိုကကြောက်စရာအကောင်းဆုံးလို့လင်းထင်တယ်ဟုတ်ပါတယ်မှန်တယ် လင်းသေးချာသုံးသက်ပြသွားတယ်เนาะဆိုတော့ကိုကိုရာနောက်တစ်ခါကျတော့လင်းဟာဒီလုပ်ငန်းပိုင်းရဲ့ကိုရဲ့ဘဝတိုးတက်အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးအများကြီးရှင်းပြသွားတယ်ပြေဝထောက်ခံတယ်နောက်တစ်ခါကျတော့ပျော်ရွှင်မှုပေါ့เนาะဆိုတော့အသက်တွေကြီးလာတဲ့အခါမှာလူရဲ့ဟိုလေကိုရဲ့ပျော်ရွှင်မှုကိုသူများမိခိုးမရမယ်လို့ထင်တယ်။တော့မှမဟုတ်ဘူးเนาะကိုရဲ့ပျော်ရွှင်မှုကကိုနဲ့ပဲဆိုင်နေကိုကိုကိုပိုင်မှပဲအဲ သူများကိုကိုကမှီခိုးပြီးတော့ပျော်ရွှင်နေမယ်ဆိုလို့ရှိရင်အဲ့ပျော်ရွှင်မှုကလည်းတရှိခံမှာလည်းမဟုတ်ဘူး။ရှင်မကိုဘွားဟာတည်နေတယ်။နော်အဲ့တော့မဟုတ်ဘူးနော်။ဟုတ်တယ်။ပြင်မှာမရှိဘူး။အဲ့တော့ကျော်ကိုရဲ့ပျော်ရွှင်မှုတွေအောင်မြင်မှုတွေအဲ့မေရောပါတော့နော်။ခုနပြောသွားတဲ့သူကိုကိုပဲသူကြောက်တယ်ဆိုတော့ဟုတ်တယ်။လင်းပြောသွားတာတကယ်ကိုဥပမာတွေနဲ့ပေါ့နော်။တေချာအချက်လက်တိတိကျကျနဲ့ပြောသွားတာလीနော်။အစင်းအဲ့လိုပဲအစင်းကိုကိုကြောက်တယ်ဆိုတာလည်းအဲ့ဒါပဲ။လူတွေမှကြတော့ ဟိုစိတ်ကလေးအမျိုးမျိုးရှိရဲ့ကွာစိတ်စိတ်အမျိုးမျိုးရှိရဲ့အဲ့ဒီမှာမှကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ဆိုတာနှစ်မျိုးကိုရတယ်ပေါ့နော်တွန်တွဲနေရဆိုတော့အဲ့တော့မကောင်းတာလုပ်ဖို့အတွက်ကလူရဲ့အယမ်းလွယ်ဇင်းတို့ဆိုမကောင်းတာလုပ်ဖို့အတွက်ကခဏလေးပဲဒီဒီနေ့လှုပ်ချင်လာဒီနေ့ချက်ချင်းမကောင်းတာလှုပ်ဖြစ်လိုက်လို့ရမကောင်းတဲ့လူချက်ချင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ကောင်းအောင်ကောင်းတဲ့လူတယောက်ဖြစ်ဖို့အတွက်ကဇင်းတို့ကအလေးချင်းလိုတယ်ပေါ့နော်အဲ့ဒီအတွက်ကကြတော့အချိန်ပေးရတယ်အလေးအချင်းတစ်ခုနဲ့ဟုတ်တယ်ကောင်းတဲ့အလေးချင်းတစ်ခုနဲ့သွားမှရတာပေါ့နော် ဲ့တော့ကြောင့်အကြောက်ဆုံးဟောကိုကိုကိုလို့စင်ဘာပြောပြောလဲဆိုတော့ဟိုတခါလေးကြာရင်တော့ကိုကိုဆုံးမဖို့အတွက်မေ့နေတတ်ကြာမေ့နေတတ်ကြာတခုခုဖြစ်လာရဟုတ်တယ်တခုခုပြဿနာတခုဖြစ်လာပြီဆိုရင်ဘသူကြောက်ဆိုတာကိုလိုက်ပြီးလက်ညှိုးထိုးကျင်တာကိုကြောင့်ဆိုတာကိုလေအဖြစ်မခံကျင်ဘူးဟုတ်တယ်လက်မခံကျင်ဘူးအဲ့တော့အဲ့ဒါကိုစင်ကိုကိုကိုပြန်ဆုံးမဖို့အတွက်မေ့နေတတ်လို့လေတခါလေးကြာရင်ပြန်ပြီးတော့ဟာကို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 ပြန်ပြီးတော့ပြန်မေးရမှာပေါ့နော် ငါကြောင့်လားငါရောဘာတွေလုပ်မိလဲဆိုတာမျိုးပေါ့ဒါပေမဲ့အဲ့ဒါကိုလေကိုကအပြစ်တင်တဲ့အဲ့လို guilty ဖြစ်တဲ့စိတ်ကြီးတစ်ခုရယ်နဲ့နေတာမျိုးမဟုတ်ပဲနဲ့ဒါကိုငါဘယ်လိုမျိုးအကောင်းဆုံးသင်ခန်းစာယူမလဲရှေ့ဆက်ပြီးဘယ်လိုသွားမလဲပေါ့အဲ့ဒါကြတော့လေစိတ်ထဲမှာအကုန်လုံးကဗဇက်ကတော့လူတွေကမပြောကြဘူးအဲ့ဒါစိတ်ထဲမှာပြန်ပြီးတော့စင်ကျင်တွေးတောပြီးတော့သုံးသက်နေမှရမှာပေါ့နော်မိထိုင်းပေးရမှာဟုတ်တယ်မိထိုင်းပေးရမှာအဲ့လိုမျိုးကိုကိုပြန်မဆုံးမတတ်ဘူးကိုကိုပြန်မသုံးသက်တတ်ဘူးဆိုရင်အဲ့ဒီလူကအရင်အစိတ်ပြင်းတယ်နော် သူများထံကကိုယ်သူ့သူ့ရဲ့ပတ်ဝန်းကျင်အတွက်လည်းမကောင်းသူ့ကိုယ်သူအတွက်လည်းမကောင်းလေအဲ့လိုမြင်တယ်စိတ်ထဲမှာအဲ့လိုအမှောင်ဖုံးပြီးတော့နော်ရှင်းရှင်းလေးကို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 ယ်တိုင်းပြန်မမြင်တော့ကိုကိုမမြင်တဲ့အခါသုံးသပ်တတ်တဲ့အခါကျတော့အဲအတ္တကြီးသွားတာဟုတ်တယ် ဲ့အတွက်ကြောင့်တော့အရာရာကလူတိုင်းကတော့အကောင်းပဲဖြစ်ချင်တာအကောင်းဖြစ်ဖို့အတွက်ကလေလူတယောက်ကသစဉ်ပြောသူတွေအကောင်းဖြစ်ဖို့အတွက်ကလေလူတွေကလေကောင်းတာကိုချီးကျူးဝါသိခဲနေတာအဲ့လူတယောက်ကောင်းတာကိုလည်းအမှတ်ပေးဖို့ကလေအယံဝင်လေးတက်ကြတာအဲ့တော့ကိုယ့်ရဲ့စိတ်ကဘာကိုအရင်ဆုံးပြုပြန်ဒီလူတယောက်ကောင်းနေတယ်တော်နေတယ်ချီးကျူးနိုင်စွမ်းရှိရမယ်ကောင်းတယ်ဆိုတာကိုလည်း appreciate မကောင်းဘူးဆိုတဲ့အရာကိုလည်းရဲရဲဝံ့ဝံ့ကိုကိုကိုလည်းပြောရရမယ် ကိုယ့်ရဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ကိုလည်းကိုယ်အကောင်းဆုံးဒါလေးကတော့မကောင်းနေဘူးမှားနေတယ်ဆိုတာလည်းထောက်ပြနိုင်တဲ့သူမှဒါကလူကောင်းတယောက်လို့လင်းထင်တယ်လူတိုင်းကတော်ဖို့မလိုဘူးတော်ဖို့ထက်အရင်ဆုံးလူကောင်းဖြစ်အောင်ကြိုးစားဟုတ်တယ်လူကောင်းဖြစ်အောင်ကြိုးစားမှာကိုယ်နဲ့ပဲဆိုင်တာဟုတ်ကဲ့ကိုကောင်းရင်ခေါင်းမယူဘူးဆိုတော့စကပုံတော်ရှိသေးတာဆိုတဲ့အခါကျတော့ကိုကောင်းရမယ်ကိုကိုကိုပဲကြောက်နေရမယ်ဟုတ်ကဲ့အဲဒီနေ့အဲငါဒီနေ့ငါလှုပ်လိုက်တာမှားသွားတာလားမှန်သွားတာလားကိုနဲ့ပဲဆိုင်တာကိုထမင်းစားတာလေဟုတ်ကဲ့ ညှင်းစားရမှာမဟုတ်တာဟုတ်တယ်အဲ့တော့ဒီအစိုးနဲ့အကောင်အကျိုးနဲ့အကြောင်းကတော့ကိုနဲ့ပဲဆိုင်တယ်လို့လင်းရတော့သုံးသက်ပါတယ်အဲကြောင့်အတတ်နိုင်ဆုံးလဲကိုလဲ perfect ဖြစ် နေတဲ့သူတွေမှာတော့မပါဘူးဒါပေမဲ့အတတ်နိုင်ဆုံးသတင်းပြောသလိုပဲအဲညာအိယာဝင်တော်၎င်း ်နည်းနည်းလေးအားတဲ့အချိန်တော့လောကကိုကိုကိုအမြဲတော့ဟဲ့ငါဘာလေးလိုနေရလဲငါသူများအကြောင်းတိတ်မတွေးဖြစ်ဘူးကို့အကြောင်းလေးပဲကိုတွေးဖြစ်တယ်ပြင်ကားအလုံးမှာငါဘာလေးထပ်ပြီးလုံးတင်လဲငါရဲ့ရေရှည် plan လူတွေကတော့ပြောကြတာပေါ့ဟဲ့မနေ့ပြန်သေးသွားမယ်ဒီပစ္စည်းတွေထားခဲ့မယ် no မနေ့ပြန်သေးရင်တော့ကိစ္စမရှိဘူးပေါ့မသေးတဲ့အချိန်မှာမှမရှိမမပြည့်စုံမပြည့်စုံအဆင်မပြေတဲ့ဘဝကြီးမှာတော့ဟိုလူရှိရချီးပါအောင်ဒီလူရှိရငားပါအောင်လဲတော့ ဘဝကြီးကိုအဆုံးမသတ်ချင်ဟဲ့သူလာနေပြီရှောင်းရှောင်းသူလာနေပြီပြေးပြေးဆိုရဲအဲ့လိုမျိုးကြည့်တဲ့မျက်လုံးတွေကိုလည်းမခံစားချင်ဘူးအဲ့တော့လောကမှာအဲ့လိုမခံစားချင်ဘူးအဲ့လိုမကြုံကြိုက်ချင်ဘူးအဲ့လိုဘဝမျိုးကိုမရောက်ချင်ဘူးဆိုရင်ကိုကိုရဲအမြဲစူးစားပါအမြဲတမ်းစုဆောင်းပါကိုရဲ့ plan ကိုဘာလို့မစကို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 ပဲအရှင်ဆုံးအတ္တကြီးကြတော့မဟုတ်ဘူးလူဆိုတာ သူများကိုကူညီတယ်ပေးကမ်းတယ်ဆိုတာလေကိုပြည့်နေမှာသူများကိုပေးလို့ရတာကိုကဘာမှမရှိဘူးကိုကိုယ်တိုင်မပြည့်စုံတဲ့သူကသူများကိုပြန်ကူညီဖို့ဆိုတာအမတ်တမ်းမှခက်ခဲတယ်အဲ့ဒီကြောင့်ကိုကိုကိုစူးစမ်းပါကိုကိုကိုနေရာတစ်ခုရအောင်လူတွေလက်ခံအောင်ဖန်တီးပါပြင်ဆင်ပါပြုတ်ပြင်ပါမှားနေရင်လည်းပြင်ဆင်ပါအဲ့ဒါကိုမှဖြားပြီဆိုရင်ဒါကိုရဲ့ life တစ်ခုအတွက်ကိုစူးစမ်းပါ လူတိုင်းကတော့တခါတလေစရင်ဒါတွေကပါဒါတွေကဘာမှအရေးတော့မပါဘူးဆိုပေမဲ့တခါတလေစရင်ဟုတ်ကဲ့စကားပြောပါတယ်တချို့အရာတွေကလေဘလောက်ပဲဟိုပါပဲဖြစ်ဖြစ်လူတိုင်းကအဲတောင်းမှအကော့လူမှအဝတ်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့နေထိုင်စားသောက်ပုံဝတ်စားပုံတွေကလည်းဒါဒီလူကြားတွေကိုသွားတဲ့အခါမှာဒါတွေကလည်းလို့တို့လို့ကိုယ့်ရဲ့ရိုးသားခြင်းနဲ့ဖြောက်မှတ်ခြင်းပညာတက်ခြင်းရဲရင်ခြင်းကလည်းဝဲလေတင့်စေပါတယ်လို့ဟုတ်ပါတယ်လေအဲ့တော့လင်းအခု ဆွေးနွေးခဲ့တဲ့အကြောင်းအရလိုပဲလောကကြီးမှာကြောက်စရာကောင်းဆုံးကကြောက်ရမှာကိုကိုတိုင်းပဲကိုကလူဆုံးမဖြစ်ဘူးကိုကကောင်းနေရသူဖြစ်ဖို့ကကိုကိုအမြဲတမ်းသတိကပ်ပြီးတော့ဆင်ញင်တွေးတောရမယ်ပြန်သုံးသက်ရမယ်ကိုတောင်မိုးကိုညှင်းသက်ထက်ညှင့်အောင်စူးစမ်းရမယ်ဆိုတော့နေ့နေ့ဆွေးနွေးရအရန်ဖူးသူတာရပါတယ်ခေါင်းထဲမှာလည်းအတွေ့အများကြီးဖြစ်စီအတွေ့ပြန်ပြီးတော့ပွင့်သွားပါတော့เนาะအဲ့ဒါဆိုမေ့နေတယ်မေ့နော်ဒါကြောင့်ပြန်တွေးဖို့အတွက်မေ့နေဆိုတော့ဒီ program မှာဒီ season ရရင်လည်းနေ့ဆွေးနွေးရင်းနဲ့အဲ့အကြောင်းအရလေးတွေကိုပြန်ပြီးတော့ဟုတ်တာပဲဆိုတာမျိုးလေးပေါ့เนาะ remind ပြန်ဖြစ်တာပေါ့เนาะဟုတ်လေကလည်းအမြဲတမ်းကိုနေဆိုတာအထက်လေး အဲ့လိုဒီ YouTube တွေနားထောင်နေတကယ်ဟိုဘာသာပြန်လေးတွေပြန်နားထောင်တာကိုယ်ကလည်းအင်္ဂလိပ်စာအရင်ကကြောင်းကြောင်းပြီးမတက်နေတဲ့အခါကျတော့ဒီလိုအင်္ဂလိပ်လိုပြောထားတဲ့တချို့ကမ္ဘာပုဂ္ဂိုလ်ပညာတတ်ဒီပုဂ္ဂိုလ်ကြီးတွေရှိရဲဆိုအဲ့ဒါသူတို့ရဲ့ပေးတဲ့ knowledge လေးတွေကိုဗမာဘာသာပြန်လေးရှိဆိုဒါလေးတွေကိုမှ inspiration ပြန်ယူရဲယူပြီးမှကိုဖြစ်နေတာလေးနဲ့ပြန်ပြီးတော့အာဒီ entertain ပြန်လုပ်ပြီးတော့ဒါလေးတွေ sharing လုပ်ပေးရတာဆိုတော့ဒါလင်းလဲ အဲပျော်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲဒီနေ့ချစ်ချက်စကားဝိုင်းမှာဇင်တို့ sharing လုပ်တဲ့အကြောင်းအရာကိုပရိသတ်တွေလည်းပါဝင်ဆွေးနွေးလို့ရပါတယ်အဲဆွေးနွေးကြတဲ့ဆိုရင်တော့ဇင်တို့ community facebook page ရဲ့ဒီအခုအဲဇင်တို့ဆွေးနွေးနေရဲ့ video ရဲ့ post အောက်မှာပရိသတ်တွေရဲ့အတွေ့အမြင်လေးတွေပေါ့နော်ဒါလေးတွေနဲ့လည်းအဲလာရောက်ပြီးတော့ comment လေးရေးပြီးတော့ sharing လုပ်လို့ရပါတယ်နောက်ပြီးပရိသတ်တွေဆွေးနွေးကြတဲ့အကြောင်းအရာလေးတွေရှိမယ်ဇင်တို့ဆွေးနွေးပေးစေခြင်းတဲ့အကြောင်းအရာရှိမယ်ဆိုရင်လည်း comment လေးမှာရေးပြီးပါအောင်ရှင်ညွှန်နေပါမယ်ဟုတ်ကဲ့ပါကဲအဲ့တော့ဇင်တို့ ခဏနေကြရင်ပရိသတ်တွေအတွက်ဒီနေ့ဖိတ်ခေါ်ထားတဲ့ special guest နှစ်ဦးနဲ့မိတ်ဆက်ပြီးမှာဖြစ်ပါတယ်။မကြရင်ပြန်ဆုံပါမယ်ရှင်။